crypto trade တန်းရှုံးမဖြစ်အောင်တည်ကိုတည်ထားရမယ့်အရာ crypto ဝယ်ရောင်းတဲ့အခါမှာမျက်စိမှိတ်ပြီးဝယ်ရောင်းတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ technical analysis တည်ဆိုတာကိုနားလည်ဖို့လိုပါတယ် programmer IT သမားတွေဆိုလို့ရှိရင်ကုတ်တင်တိမရသလိုပဲ trader တိုင်းက technical analysis ကိုနားလည်မှရပါတယ် ဒီနေ့မှာ DA ဆိုရာကပါလဲဘာကြောင့်အရေးကြီးရလဲပြီးတော့အခုမှစပြီးတော့လေ့လာနေတဲ့ theory အနေနဲ့ဘယ်လိုမျိုးအသုံးပြုပြီးတော့ပို့ပြီးတော့စမတ်ကြရတဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်မလဲဆိုတော့ကိုလေ့လာလို့ရမှာဖြစ်ပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ technical analysis DA ဆိုရာကပါလဲ technical analysis DA ဆိုရာက crypto ရဲ့အနာဂတ်ဈေးနှုန်းအတက်အကျတွေကိုခန့်မှန်းဖို့အတွက်အရင်ကဖြစ်ခဲ့တဲ့ဈေးနှုန်းတွေနဲ့ဝယ်ရောက်ခဲ့တဲ့အချက်လက်တွေကိုလေ့လာသုံးသပ်တာဖြစ်ပါတယ် ကွန်ရက်တံမို့ဒါမှမဟုတ်တည်တွင်းကိုအာယုံဆိုင်တာမျိုးမဟုတ်ဘဲနဲ့တီကချက်တီပတ်တန်တွေနဲ့တခြားကနန်းချက်လက်တွေကိုချီပြီးတော့ဈေးကွက်ရဲ့လမ်းကြောင်းကိုနားလည်အောင်လှုပ်ဆောင်ပြီးတော့ဘယ်အချိန်မှဝယ်ရလို့တင်လဲဆိုတော့ကိုဆုံးဖြတ်ပေးပါတယ်။ဒါကြောင့်တီကဘီဟင်းလိုမျိုးအနာဂတ်ကိုကြိုသိစေမယ့်အရာမဟုတ်ပါဘူး။အတိတ်မှာဖြစ်ခဲ့ပူရဲ့ data အချက်လက်တွေကိုရှုပြီးတော့အနာဂတ်မှာတတ်နိုင်မလားကျနိုင်မလားကိုဖြစ်နိုင်ကြည့်တဲ့အရာဖြစ်ပါတယ်။ So, technical analysis is not fortune telling မှာ คริปโตမှာတီအေကိုဘာကြောင့်သုံးပင်လဲคริปโตဈေးကွက်ကအရင်မြန်ပြီးတော့အပြောင်းလဲလဲမြန်ပါတယ်တီအေက trader အနေနဲ့ခံမှန်းချက်တွေဒါမှမဟုတ်ခန်းစားချက်တွေနဲ့မဟုတ်ဘဲနဲ့အချက်အလက်အမှန်တွေအပေါ်မှာအခြေခံပြီးတော့ဈေးကွက်ရဲ့လမ်းကြောင်းနဲ့အခြေအနေတွေကိုသိနိုင်အောင်လုပ်ခုနေပေးပါတယ်စပြီးတော့လေ့လာနေတဲ့ beginner အတွက်အခြေခံ tools နဲ့သဘောတရားတွေဒီဆိုတာကပါလေဘာလို့တူလဲဆိုတာကိုသိပြီဆိုတော့ဒီလောက်ဖို့ဘာလေးလာမလဲဆိုတဲ့နေရာမှာအခြေခံသေးမျိုးရှိပါတယ် အဲ့အရာကတော့နံပါတ်1 candlestick chart ဖျောင်းနိုင်ပုံစံ trade ဖြစ်ပါတယ်။ trader line candlestick ကိုသိကြမှာပါ။ဒါရီကသတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုအတွက်ဈေးနှုန်းအတက်အကျကိုကတ်တာပြီးတော့ဝယ်သူဒါမှမဟုတ်ရှောင်းသူဘယ်သူကဈေးကွက်ကိုထိန်းဆုပ်နေလဲဆိုတာကိုသိရှိနိုင်ဖို့ကူညီပေးပါတယ်။ဖြစ်မှုရဲ့ candlestick တွေကိုကြည့်ရုံနဲ့ဒီ crypto ကတက်နိုင်လားကျနိုင်လားကိုခန့်မှန်းလို့ရပါတယ်။ဒီအကြောင်းကိုအသေးစိတ်သိချင်တဲ့ဆိုလို့ရှိရင်တော့ Cryptomate ရဲ့ candlestick video မှာဖော်ကြည့်လို့ရပါတယ်။နံပါတ်2 support and resistance support ဆိုတာကကွာရင်ဈေးနှုန်းကျဆင်းမှုရတန်လေးရှိရဲ့အဆင့်တစ်ခုဖြစ်ပြီးတော့ resistance ဆိုတာကကြတော့ဈေးနှုန်းတက်တာရတန်လေးရှိရဲ့အဆင့်တစ်ခုဖြစ်ပါတယ်ဥပမာဒီဈေးတဲ့တစ်ခုရောက်ရင်ကို꽌ဈေးကကျကိုကျပါမယ်ဆိုတဲ့နေရာကို resistance ကိုခေါ်ပြီးတော့တက်ကိုတက်မယ်ဆိုတဲ့နေရာကို spot လို့ခေါ်ပါတယ် spot and resistance အကြောင်းကိုလည်း crypto မိတ်မှာရှင်းပြပေးထားပါတယ်နံပါတ်3ကတော့ trend line နိုင်ငံပြနည်းနေဖြစ်ပါတယ် စီနီယာထရေးဒါရဲ့ချက်ပေါ်မှာထိပ်ဖူးနာလေးတွေကိုပဲဆက်ပြီးတော့မြင်းဆွဲထားတာတွေကိုမြင်မှုမှန်ထဲမှာတယ်။ဒါကို trend line လို့ခေါ်ပါတယ်။ TM ကဒီ trend line ဆွဲတက်တာကအခြေခံအကြဆုံးအချက်ပါပဲ။ Training မှာက trend လို့ခေါ်တဲ့ဈေးကအတက်ဘက်ကိုအချိန်ပြင်းနေလား၊အကြဘက်ကိုဥတည်နေလားဆိုတာကိုသိဖို့အရေးကြီးပါတယ်။ trend line ဆိုတော့ဘာရင်ဈေးကွက်ကအတက်ဘက်ကိုသွားနေလားအကျဘက်ကိုသွားနေလားကိုခင်းနေရှာရှာမြင်နိုင်မှဖြစ်ပါတယ်။ trend line အတွက်ဗီဒီယိုဒီတန်ထုတ်ပေးပါမယ်။ နံပါတ်၄ကတော့ technical indicator ဖြစ်ပါတယ်။အခုဒီပြောသွားတဲ့ဟာတွေက trigger အနေနဲ့အစအဆုံးကိုယ်တိုင်လုပ်လို့ရတဲ့အရာတွေပါ။အခုပြောမယ် indicator လို့ခေါ်တဲ့ဈေးကွက်အတွင်းညွန်ပြနေတဲ့အရာတွေကတော့ chart ထဲမှာထည့်လိုက်တာနဲ့ပေါ်နေမှာပါ။ဒါရီကြည့်ရင်လည်းဈေးတက်မလားကျမလားကိုခန့်မှန်းနိုင်ပါတယ်။ဥပမာ moving average relative strength index MACD လိုမျိုးကရိယာတွေကစေနှုန်းလေရှားမှုမွန်မန်တန်နဲ့ Trellan ကြောင့်ရဲ့ခွန်အား stretch ကိုတိုင်တာပကူညီပေးပါရယ်။ဒါတွေကတော့အစီကံတည်တဲ့ TA2 တွေဖြစ်ပါရယ်။နောက်ထပ်ပြောမှာကကြတော့ technical analysis ကိုဘယ်လိုစောင့်လို့ရမလဲဆိုတော့ပါ။နံပါတ်၁ကတော့ chatting platform တစ်ခုကိုရွေးချယ်ပါ trading view ဒါမှမဟုတ် goya crypto exchange ရဲ့ chatting feature တွေကိုသုံးပြီးတော့ဈေးနှုန်း data တွေကိုကြည့်ပြီး indicator တွေထည့်သွင်းနိုင်ပါတယ် နမနှစ်အစဉ်ကတော့အချိန်ကာလတစ်ခုကိုရွေးပါရှီတိုမင်းနှစ်ပိုင်းနိုင်ပိုင်းဒါမှမဟုတ်ရေရှိရပိုင်းရတဲ့တပတ် trend line ကြောင့်လေကိုလိလာချင်တာလားကိုဆုံးဖြတ်ပါကိုက sport ပဲဝယ်ပြီးရောသုံးလေးစားရတဲ့အထီးကြကြကင်ထားချင်တယ်ဆိုလို့ရှိရင်တော့ရေရှိ day week man တို့ကိုကြည့်တင်ပါတယ်တရက် adrenaline future trade လို့ဒါဆိုလို့ရှိရင်တော့5မိနစ်ကနေပြီးရောနိုင်ပိုင်းအထီးကြည့်လို့ရပါတယ်နောက်ထပ်သုံးခုမြောက်ကကြတော့ဒီဗီဒီယိုထဲမှာပြောထားတဲ့ technical analysis လုပ်နည်းတွေကိုသိလာရပါမယ်။ crypto mic ရဲ့ technical analysis playlist ထဲမှာအစကနေအဆုံးထိတင်ပြသောမှာဖြစ်တဲ့အတွက်ကြောင့်မလို့ note on ပြီးတော့စောင့်ကြည့်လို့ရပါတယ်။နောက်ထပ်နံပါတ်လေးကတော့ risk management ကိုလေ့ကျင့်မှာ stop loss order ကိုအနည်းငယ်သုံးမှာ trade တစ်ခုရဲ့မှာကိုယ့်ရဲ့အရင်းအနှီးရဲ့ do pass ထပ်ပို့ပြီးတော့ဘယ်တော့မှ risk ယူပြီးတော့မစွန့်စားပါနဲ့။စပြီးတော့လေ့လာနေတဲ့သူတွေအတွက်နောက်ဆုံးအကြံပြုချင်တာကကြတော့ဖြည်းဖြည်းချင်းစပြီးပဲပမာဏနဲ့နဲ့ဒါမှမဟုတ် demo account တွေနဲ့လေ့ကျင့်မှာ ဒီတခုတည်းက crypto ဈေးကိုခွန်ခက်ပေးတာမဟုတ်တဲ့အတွက်ကြောင့်မလို့လက်ရှိစီးပွားရေး crypto သတင်းအနေနဲ့ပေါင်းစပ်ပြီးတော့အကောင်းဝင်တော့တာကအကောင်းဆုံးပါပဲအခုဗီဒီယိုကိုကြည့်ပြီးရဆိုလို့ရှိရင်တော့ technical analysis အခြေခံသဘောတရားကိုနားလည်သွားလိမ့်မယ်လို့ညွှန်နေပါတယ်မတိတာမရှိနာရှိသေးလို့မေးချင်လဲဆိုလို့ရှိရင်တော့ Crypto Maker Telegram Group ကို join ပြီးမေးလို့ရပါတယ်။ Finance account မရှိသေးဘူးဆိုလို့ရှိရင်တော့ trading fees 20% discount ကို lifetime ရမယ့်အပြင် giveaway တွေပါရနိုင်အောင်လို့အခွင့်ပြထားတဲ့ Crypto Maker referral code ကိုသုံးပြီးတော့ Finance account ဖွင့်လာလို့ရပါတယ်။ ဒီနေ့ဗီဒီယိုက crypto trading ရဲ့အသက်ဖြစ်တဲ့ technical analysis အကြောင်းကိုအကြံပြင်းအနေနဲ့ရှင်းပြပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အသေးစိတ်လေးလာခြင်းနဲ့ဆိုလို့ရှိရင်တော့ crypto maker video တွေကိုမပြတ်ဆုံးရှင်းပြပေးဖို့လိုပါတယ်။ဒီနေ့ရောသလားပါပဲ crypto maker နောက်ဗီဒီယိုမှာပြန်တွေ့ရပါ့။